ကိုကိုကိုလီလန်တင်ပြီးရလာတဲ့ငွေကိုအင်းလေးမှာအလှူဒန်းသွားမယ်ကြကြောဖို့နုပညာရှင်တွေကပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကိုလေလံတင်ရောင်းချပြီးတော့ငလင်ပေးမှလူဒန်းနေကြပါတယ်။အကယ်ဒမီကထားတဲ့မြန်သာကြကြဘူကတော့ဘယ်သူနဲ့မှမတူပဲကိုကိုကိုပဲလေလံတင်လိုက်တာပါ။ပစ္စည်းတွေကိုလေလံတင်ကြပြီးမယ်။လူကိုယ်တိုင်ကိုလေလံတင်တာကတော့အရင်ရှာပါလို့ဘလို့နီးလန့်ဖြစ်မလဲဆိုတာကိုပရိသတ်တွေအားလုံးကလည်းစိတ်ဝင်စားနေကြပါတယ်။ တကယ်တော့ကြည်ကြောဖို့ကဘောလုံးပြိသက်ဖြစ်တာကြောင့်ဘောလုံးသမားတို့ရဲ့အသေးစွဲအားပေးမှုကိုအခြေခံလိုက်ပါတယ်။အမကန်ပြိသက်တယောက်ကတခြားအသင်းကိုသွားပြီးအားပေးဖို့ဆိုတာကမလွယ်ကူပါဘူး။ဒါပေမဲ့လူအများကိုကိုင်ညင်ချင်တာကြောင့်ကြည်ကြောဖို့ကတော့ကိုကုတ်ကိုတောင်မှလေးလံတင်လိုက်တာပါ။ ကြကြဘူကအင်းလေးဒေတာကငလင်ဘေးတင်ပြည်သူတွေကိုနေအိမ်ဆောက်လုပ်ပေးဖို့အတွက်မိမိကိုယ်ကိုလေးလံတင်လိုက်တာဖြစ်ပါတယ်။လေးလံရှင်မြန်ရမယ့်ပုံစံကတော့မြန်မာနိုင်ငံမှာတခါမှမရှိသေးတဲ့ပုံစံဖြစ်ပါတယ်ရှင်။လက်ရှိမှာကြကြဘူကလီဗာပူးအသင်းအမာဂန်ပြိုင်သက်တူဖြစ်ပြီးတော့2025-26ဘောလုံးရာသီမှာတခြားဘောလုံးအသင်းတွေရဲ့ပြိုင်သက်တွေကကြကြဘူကိုလေးလံဆွဲနိုင်ပါတယ်။ဘောလုံးသမားတွေကတရားသည့်အသင်းပြောင်းကစားတဲ့သဘောတရားဖြစ်ပြီးဈေးပြန်စနစ်နဲ့လေးလံဆွဲရမှာပါ။လက်ရှိမှာတော့ကြကြဘူကလီဗာပူးဘောလုံးအသင်းရဲ့ပြိုင်သက်ဖြစ်ပြီးမန်ယူပြိုင်သက်တွေကလေးလံဆွဲတာနိုင်သွားမယ်ဆိုရင် ချစ်တော်ဘူကမန်ယူအသင်းကို2025-26ဘောလုံးရသည်မှာပြောင်းပြီးတော့အပြေးမှာပါလီဗာပူးပရိသတ်တွေကလည်းချစ်တော်ဘူကိုတခြားအသင်းစီမရောက်တော့အောင်လို့လေးလံဆွဲလို့ရပါတယ်မယူမမဟုတ်ဘဲနဲ့တခြားအသင်းပရိသတ်တွေကလည်းဝင်ရောက်ပြီးတော့လေးလံဆွဲနိုင်ပြီးတူးချင်းစီလည်းဆွဲနိုင်တယ်လို့အဖွဲ့လိုက်လည်းလေးလံဆွဲနိုင်ပါတယ်မယူပရိသတ်တွေကတော့လေးလံကိုအပြိုင်ဆိုင်ဆွဲနေပြီးမယူကပေးတဲ့နာကျင်မှုတွေကိုအတူတူခံစားရလို့ရအောင်လို့ကြိုးစားနေကြပါတယ်လေလံအောင်မြင်သွားတဲ့အသင်းကိုကြကြောဘူက2025-26ဘောလုံးရသည့်အတွက်ပြောင်းလဲအပ်ပေးသွားမှာဖြစ်ပြီးတော့လေလံအောင်အသင်းရဲ့ ဘောလုံးဂျာစီမှာကြွကြွပုတ်အမီရိုက်နှိပ်သွားမှာပါဒါနဲ့မကသေးပဲ2025-26ဘောလုံးရသည့်အတွက်လေးလံအဘောလုံးအသင်းရဲ့တရားဝင်ပရိသတ်တယောက်ဖြစ်ကြောင်းဆိုရှယ်မီဒီယာကနေလည်းတရားဝင်ကြေညာပေးသွားမှာဖြစ်ပါတယ်။ကြောကြောဘူက2025-26ဘောလုံးရသည့်တခြားလုံးမှာလေလီဗာပူးအသင်းကိုလုံးဝတင်တော့မှာမဟုတ်ပဲလေးလံအောင်တဲ့အသင်းရဲ့အကြောင်းအရာတွေကိုပဲ သူရဲ့ဆိုရှယ်မီဒီယာတွေမှာရေးသားသွားမှာဖြစ်ပါတယ်။တကယ်လို့လေလံအောင်ဘောလုံးတင်းကရှုံးပွဲတွေဖြစ်လာရင်လည်းကောင်းတူဆိုတူအားပေးသွားမှာဖြစ်ပြီးသူရဲ့တစ္ဆာတရားကလည်းကြီးမားပါတယ်။2025 26ဘောလုံးရာသီတစ်လျှောက်လုံးမှာလေလံအောင်နဲ့အသင်းရဲ့ဘောလုံးပွဲစဉ်တိုင်းကိုလည်းမပြတ်တမ်းအားပေးသွားမှာဖြစ်တယ်လို့ပြန်ပွဲမှာအနိုင်ရသွားရင်လည်းကွန်ပျူတာပို့စ်ကိုပါတင်ပေးသွားမှာပါ။လေလံကြံခင်းစည်းမှာငွေကြက်တသိန်းကနေစတင်ပြီးတော့အခုဆိုရင်တော့အမာခံဘောလုံးအသင်းတွေကစီးလုံးမှုတွေပြသနေပါတယ်။ကြကြဘောကသူ့ကိုယ်သူတင်ထားတဲ့လေလံကိုဧပြီ10ရက်နေ့မှာစတင်ထားပြီးတော့လေ လမပိတ်ခင်မှာလေးကြီးညာသွားမှာပါကြိုကြိုဘိုးရဲ့စိတ်ကူးကတော့အရန်ကောင်းပြီးတော့ဘလုံးပရိသတ်တွေရဲ့အင်အားကြီးမှုကိုပြသနိုင်မှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာမန်ယူအသင်းကတော့အပိသူအရန်များတာကြောင့်ကြိုကြိုဘိုးကိုမန်ယူအသင်းကိုအားပေးရအောင်လို့လေးလံဆွဲနေကြပါတယ်တချို့တွေကတော့လေးလံဆွဲမဲ့အစားဘလုံးပရိသတ်တွေစူပေါင်းလှူဒန်းရင်တော့အလုံးမရှုပ်တော့ဘူးလို့လည်းပြောနေကြပါတယ် ငလင်ကြောင့်အလုံးစိတ်ပင်ပန်းနေတဲ့ချိန်မှာကြကြဘူကတော့စိတ်ပျော်ရွှင်အောင်လေးလံပွဲလေးကိုဖန်တီးလိုက်တာဖြစ်ပါတယ်။ကြကြဘူရဲ့လေးလံပွဲမှာဘယ်အသင်းကအနိုင်ရသွားမလဲဆိုတာကိုအလုံးကစိတ်ဝင်စားနေကြပြီးတော့ကြကြဘူကဘလို့ပုံစံနေနေတရားသည့်အတွက်အားပေးသွားမလဲဆိုတာကိုစောင့်ကြည့်နေကြပါတယ်။လီဗာပူးအမာခံပရိသတ်ကြီးကိုဘယ်အသင်းပရိသတ်တွေကလာရောက်အားပေးနိုင်အောင်လေးလံဆွဲနိုင်မလဲဆိုတာကိုတော့မကြက်ခင်သိရတော့မှာပါရှင်။ဒီစီစင်းကပြောစရာလဲကောင်းသလိုငလင်ဘေးတဲ့နဲ့အင်းလေးကပြည်သူတွေကိုလည်းအင်းလေးတွေရရှိသွားစီမှာဖြစ်လို့ချီးကျူးတဲ့သူတွေကလည်းရှိနေပါသေးတယ်။ ကြကြောဘိုးကအင်းလေးကိုလှုပ်ဖို့အတွက်ကိုကိုကိုလေးလံတင်လိုက်တဲ့စိတ်ကူကိုပြည့်တဲ့ကြီးတို့ရောသဘောကျကြပါရဲ့လားကြကြောဘိုးကိုဘယ်အသေးမှအပိစေခြင်းလဲဆိုတာကိုလည်းကမမမှတ်သွားပေးခဲ့ကြပါဦးဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်